နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးတာဝန်ထမ်းဆောင်နေရန်အတွက်ပြည်သူ့စစ်မှုထမ်းတင်တဲ့အမှတ်စဉ်စက်နှစ်မှာပါဝင်တက်ရောက်ကြမယ်အရေးချင်းကန့်ရည်သူနိုင်ငံသားကောင်းပြဟာတဆိုင်ရာတိုင်းစစ်ဌာနချုပ်နေမြများရှိတင်တန်းချောင်းအသီးသီးတို့ရောက်ရှိပြီးလိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုများကိုဆောင်ရွက်ခဲ့ကြပါသည်ဒီကနေ့မနက်ပိုင်းမှာအဆိုပါတင်တန်းချောင်းအသီးသီးမှာပြည်သူ့စစ်မှုထမ်းတင်တဲ့အမှတ်စဉ်စက်နှစ်တင်တန်းဖွံ့ဖွဲများပြုလုပ်ကြပါသည် တင်တန်းဖွင့်ပွဲများမှာတင်တန်းကျောင်းများအလိုက်အကြောင်းအကျင့်များကတင်တန်းပွင့်အမှားစကားများပြောကြားကြပါသည် အဆိုပါတင်နှံဖွံ့ဖွင့်ပြသူနေပြည်တော်ကောင်စီဥက္ကဋ္ဌတိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များတိုင်းဝန်များနှင့်တာဝန်ရှိသူများတက်ရောက်ပြီးပြည်သူ့စစ်မှုထမ်းတင်နှံအမှတ်စဉ်စနစ်မှာတင်နှံသားများအားတွေ့ဆုံကတင်နှံသားများအတွက်ကွန်ပျူတာချင်းမြင့်ွေစားတော့ဖွေးရများနှင့်အသုံးဆောင်ပစ္စည်းများပေးရကြပြီးတင်နှံသားများအားလိုက်လံနှုတ်ဆက်အားပေးကြပါသည် ပြည်ထောင်စုမပြိုကွဲရေးဒိုင်းသာစီလုံးညင်ညွတ်မှုမပြိုကွဲရေးနဲ့အချုပ်ချာအာဏာတည်ထောင်ခံပြရေးဟူသည့်ဒေါတာဝန်အရေးသုံးပါးကိုထိန်းသိမ်းဆောင်ရှောက်ရန်နိုင်ငံသားတိုင်းမှာတာဝန်ရှိတဲ့အတွက်၎င်းတာဝန်များကိုထမ်းဆောင်နိုင်ရေးအတွက်စစ်ပညာသင်ကြားရန်နဲ့နိုင်ငံတော်ကာကွယ်ရေးတာဝန်များကိုထမ်းဆောင်နိုင်ရန်ရည်ရွယ်ပြီးပြည်သူ့စစ်မှုထမ်းဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီလ10ရက်မှစတင်အာဏာတည်စေခဲ့ပြီးပြည်သူ့စစ်မှုထမ်းသင်တန်းများကိုဖွင့်လှစ်သင်ကြားပေးခဲ့ပါသည် အဆိုပါပြည်သူ့စစ်မှုထမ်းတင်ဒန်းများမှာတင်ဒန်းဆင်းခဲ့တဲ့ပြည်သူ့စစ်မှုထမ်းနိုင်ငံသားကောင်းများဟာတာဝန်ကျရာတိုင်ရင်တက်ဖွဲ့အသေးသေးမှာနိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးတာဝန်များကိုဥလေပတ်တို့ခြေပြွန်စွာထမ်းဆောင်နေကြပြီဖြစ်ပါတယ်။